ခေဟောင်းမင်းသားကြီးနဲ့ခေကုံသွားတဲ့ယာသီတွေမနှဲတော့ဘူးဒီယာသီလည်းမန်ယူအားတန်းစင်ဆောင်တာကိုသွားပြီးတော့ယုံကြအောင်ပဲထင်ပါတယ်မန်ယူအားတစ်ချိန်ကချန်ပီယံဆုထွက်အမြဲတမ်းတိုက်ပွဲဝင်နေခဲ့တဲ့အသင်းသေးမှာပဲမန်ယူနဲ့တွေ့တဲ့ပြိုင်ပတ်တရားယာရင်နဲ့တွေဖြစ်သွားကြပြီးအတုံးယုံနဲ့အရှုံးရှုံးသွားတတ်ကြတာများပါတယ်မန်ယူအားလိုမန်ယူဖြစ်ခဲ့တာဖြစ်ပြီးတော့သူနဲ့ပကုံချင်းရှင်မို့နေသသားသူနဲ့ဆုံတွေ့ရတာကိုပဲဂုံစရာတစ်ခုလိုဖြစ်နေခဲ့တာပါမန်ယူသင်းနဲ့ကစားဘူးတဲ့မန်ယူသင်းနဲ့ရင်ဆိုင်ခဲ့ဘူးတဲ့အစရှိတဲ့ မိုင်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြန်ပြောရတာကဂုံနေခဲ့ကြတာဖြစ်ပါတယ်။ဟိုတော့မိုင်ဆိုပွဲမပြီးသေးသေးရုံးမီဆိုစကားကိုလည်းပြောလို့မရဘူး။ပြိုင်မဲ့အသင်းကအနိုင်ရသွားလိမ့်မယ်လို့လည်းကြိုပြီးတော့ဟောကိန်းထုတ်လို့မရတဲ့အသင်းအသင်းရပ်တည်ခဲ့ကြပူပါတယ်။ကုလက်ရှိမိုင်ကတော့ရင်ကမိုင်နဲ့မိုးနဲ့မြေလိုကွာခြားသွားခဲ့ပြီးတော့မိုင်ရွာဘယ်အသင်းလာလာရုံးကန်နေရတဲ့အသင်းဖြစ်နေပါပြီ။အသင်းငယ်လေးနဲ့တွေ့တော့မှရုံးကန်နေခဲ့ရတဲ့မိုင်ရွာမန်စီးလိလိုအသင်းနဲ့ရင်ဆိုင်လိုက်တဲ့အခါမှာတော့ကန်ဆူမသွားရမိုးလိုက်လို့ရွာသူဖြစ်သွားခဲ့လို့ပဲဆိုကြပါတယ်။မန်စီးအသင်းတော့တော်တော်လေးကိုကန်ကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး သူတို့တွေကဆုံးပွဲတွေဆက်နေခဲ့တဲ့အချိန်မှာမိုင်လိုတင်းနဲ့လာပြီးတော့စုံတွေ့သွားခဲ့တာဖြစ်ပါတယ်။မဖြစ်မနေနိုင်ပွဲလိုအပ်နေတဲ့အချိန်မှာမိုင်နဲ့တွေ့လိုက်တာဟာရေကန်တင်းကြာတင်းဆိုသလိုကန်ကောင်းသွားခဲ့လို့ဆိုရမှာပါ။ဤတဲ့ကွင်းထဲမှာမိုင်ကိုလှုပ်ချင်သလိုလှုပ်ပြီးတော့သုံးကိုပြတွင်းပြီးတော့ရာမှန်သုံးမှန်ကိုတတရာနဲ့အိတ်ကတဲ့ကောက်ထည့်သွားခဲ့တာဖြစ်ပါတယ်။ချန်ပီယံပလေယာတွေဖြစ်ကြတဲ့ဖိုဒန်ဟာလန်အတွဲတွေအစွမ်းပြသွားတာဟာစီးတီးရဲ့ချန်ပီယံစုမျောလင်းချက်တွေအားတက်စရာပါပဲ။မိုင်ကတော့ဘောလုံးစနေကြကန်တက်တဲ့အတင်းတင်းပြန်လဲတီဆောက်ဖို့အချိန်တွေထပ်ပြီးတော့လိုအပ်နေသေးတယ်လို့ဇာမအရာထပ်ဖြည့်ဖို့ငွေကားလဲလိုနေပါသေးတယ်။ ဒီပုံတိုင်းဆိုရင်တော့အသင်းကြီးတွေကိုရှင်းကန်းနိုင်ပွဲမရှိသလိုအသင်းလက်တွေလည်းနိုင်ပွဲမရှိသေးပါဘူးအသင်းငယ်ချင်းချင်းတွေးတဲ့အခါမှာတော့အမှတ်ရတော့လေးစုရမယ့်အခြေအနေမျိုးမိုင်းတို့ရောက်ရှိလို့နေပါပြီလွန်ခဲ့တဲ့15နှစ်လောက်ကမိုင်းကတော့မိုင်းပါပဲဆိုတဲ့စကားရှိခဲ့ပြီးဘောလုံးရာသီစမှာဘလုံးဝင်ခြေပြတ်နေပါသည်ချိန်တိုင်းမိုင်းပြန်လာပြီးတော့ခြေစွမ်းပြန်ပြပြီးဖလားယူမယ်ဆိုတဲ့စကားကိုပြောခဲ့ကြဘူးပါလေခုနောက်ပိုင်းခင်မာလည်းမိုင်းရောမိုင်းပါပဲဆိုတဲ့စကားနဲ့တူဘောလုံးရသည်စမှာခြေပြနေခဲ့တယ်လို့နောက်ပိုင်းမှာလည်းခြေပိုပြတ်ပြီးတော့အချိန်တိုင်းတိုင်းမစင်းရည်ကိုအဓိကထားရုံးကန်တဲ့အသင်းလိုဖြစ်နေခဲ့တာပါ ပြီးခဲ့တဲ့ညကစားသွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်မန်ယူအတော်လေးအဆင်မပြေဖြစ်ခဲ့တာဖြစ်ပြီးတော့အမ်မိုနီယာမန်စီးတီးလို့အသင်းနဲ့ဒူရီယန်ကိုဒူရီယန်ရှင်မြန်ကစားသွားခဲ့တာကိုမြင်တွေ့လိုက်ရပါတယ်။ကိုအသင်းဘက်ကကစားမအရာတောင်းတင်းနေတယ်၊ကွင်းလျာလုံးဝစိတ်ချတယ်ဆိုရင်မန်စီးတီးကိုချိန်မြောက်ကစားကကိစ္စမရှိပေမဲ့ကိုအသင်းကဆုတ်ပြတ်တက်နေခဲ့တဲ့အချိန်မှာခုလိုသွားပြီးတော့ကစားတာကတော်တော်လေးကိုမိုင်းမဲလို့ရကြနေခဲ့ပါတယ်။မန်စီးပုံစံကမင်းတို့တွေဘောလုံးကင်ထားကိုတော့ငါတို့သွေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့မန်ယူတဲ့ကန်စစ်အမားတွေကိုကောင်းကောင်းကြီးထိုင်ဆောင်ကအသုံးချသွားခဲ့ကြတာပါ။ဟာလန်ရိုက်ဒါစ်တို့ရဲ့အပိုင်းခွင့်နှစ်ကြိမ်လောက်သာ၉ထပ်ဝင်ရင် ကူရက်ပို့ပြီးတော့ဂိုးပြတ်သွားအောင်မဲ့အခြေအနေပါပဲကိုညာမပါနိုင်လို့ဘဲချန်ထရက်ကစားနေအာမတ်ဒီယာလိုဟာဦးဇဘက်ကစ္စတန်လူငယ်နောက်ခံခူဆာနော့ကိုမကြောင်နိုင်မဲခူဆာနော့ကလည်းအခုပွဲမှာတော်တော်လေးကိုခြေသွမ်းပြကစားသွားနိုင်ခဲ့တာပါပမာ18မိနစ်မှာမိုင်းသွင်းခန်းစစ်ကိုဒိုကွာခက်လွယ်လွယ်ကြောဖြတ်ပြီးတော့ချိုးဗေးတာနဲ့ဖိုဒန်ခေါင်းတိုက်သွင်းခဲ့ပြီးတော့ဒုတိယပိုင်း53မိနစ်မှာဒိုကွာပဲခင်းမိတာကနေဟာလန်ပပနဲ့နဲ့ကန်သွင်းရယူသွားခဲ့ပါတယ်ဖိုဒန်နဲ့ဟာလန်တို့ကတော့မန်ချက်စတာဒါဘီပွဲဆိုရင်ချိန်မြူးလေးရှိတဲ့ဒုံးစံတိုင်းခုပွဲမှာလည်းနောက်ဆုံးဂိုးတွေသွင်းနိုင်ခဲ့ကြတာပါ မိုင်ဝင်းကွင်းလမ်းမှာနံပါတ်6ကိုဘီဘင်ကစားနိုင်မဲ့သူတောက်တော့လိုအပ်နေပြီးဥကာတေးကက်စမဲရိုတို့နဲ့တော့ယာဒီကုန်ဒီခီးဆက်နေမန်ယွာတန်းဆင်းသွားပွဲရှိနေပါတယ်ဒူလမန်68မိနစ်မှာတော့မကွိုင်းရဲ့အမားကနေဘာနာတိုဆေးဗာခင်းပေးလိုက်တဲ့ဘောလုံးဟာလန်ကလွတ်ကျွတ်ကျွတ်ဆွဲပြေးပြီးတော့တတရကိုသွင်းခဲ့တဲ့မန်စီတို့အိမ်ကွင်းအီဒီယက်မှာမိုင်ဝင်းကို3ဂိုးပြတ်ဆွဲရလာနဲ့အနိုင်ရသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ စုံလိကြီးပြတ်ထွက်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်